အားသာချစ်သူပြည်သူများအားလုံးမင်္ဂလာပါ2025 FIBA Club World Cup ရဲ့ရှုံးတွဲဆင်ပွဲစဉ်တွေမှာ Manchester City Inter Milan တို့ရဲ့ပွဲစဉ်သုံးသက်ချက်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ကျွန်တော်လည်းမလို့အကျိုးဆိုပါရယ်ညာ Manchester City ကတော့မထင်မှတ်ဖက်နဲ့ A Highlay ရဲ့ခပ်မမထန်တဲ့ကစားမှုကြောင့် Man City တင်းရရှုံးဝဲတွေ့ပြီးတော့ ဒီပြန်ပွဲကနေထွက်ခွာသွားပါပြီ။မန်စီးတီးတင်းကပွဲစဉ်ဆက်ဆက်ချင်းဘောလုံးကင်ကစားပြီးတော့အသစ်ခေါ်ယူထားတဲ့အိုင်နော်ရီနဲ့ရိနာနဲ့အချိတ်ဆက်လေးရနေပြီးတော့ပိတ်သွင်းရင်းနဲ့ကိုသမားပုတ်ထုတ်လို့ပြန်အထွက်လာတယ်ပေါ့ဘူး။ဘာနာရိုဆေးပါအပိုင်ပိတ်သွင်းသွားတာပါ။ပထမပိုင်းမှာတင်မန်စီးတီးတင်းကအပိုင်ခွေးကို စာဗင်ညောတလုံးကန်ဒိုကန်တလုံးတောင်းကန်ဘောကနေဗာဒိုကခေါင်းတိုက်ပြီးတော့ဘုသမပုတ်ထုတ်သွားတဲ့တလုံးအပိုင်ခွေရေးလေးလုံးလောက်ကိုအဲ highlight တင်းရဲ့ကိုရမကိုသမဘုံတော်ကတည်တည်ချာချာကာဝယ်ွားတဲ့အတွက်ပထမပိုင်းကမှတင်မန်စီးတီးတင်းဂိုးပြရရှိနိုင်တဲ့အနေအထားကနေတကိုးပလာနဲ့ပဲဥဆောင်နေဒုတိယပိုင်းပြန်ဆက်ဆက်ခြင်းမှာ ် air high လဲပြန်ပြီးတော့မထင်မဲ့ပဲတိုက်စစ်ပြန်စင်ရင်းနဲ့ကိုရရှိသွားတယ်ဒီကိုကြောင်ကန်ဆယ်လိုကညာတော်မန်းကနေဖြတ်တင်ပေးလိုက်တဲ့ဘောကိုကစားသမားနဲ့ထိပြီးတော့သူ့ကစားသမားကရှံပေးလိုက်တာကိုမာကိုစ်လီယိုနာໂດကပိတ်သွင်းပြီးတော့ခြေပါကိုရရှိသွားပါတယ်ဒီကိုရရှိပြီးတဲ့နောက်မှာမန်ချက်စတာစီးတီးအသင်းကဘောလုံးပိုင်ဆိုင်မှုအတာနဲ့ ဝင်းတဝက်တရောင်တက်ဖြစ်တယ်အဲ့အချိန်မှာပဲမထင်မှတ်ပဲနဲ့ကောင်တာနဲ့မန်စီးတီးနဲ့ကိုပေးလိုက်ရပါတယ်အိုက်ကိုကောင်တာရတဲ့ဘောကနေဂျောင်ကန်ဆယ်လိုကအဲဟာသူတို့ရဲ့ဘီကုတ်ထိတ်ကနေခင်းပေးလိုက်တယ်လှလှပပခင်းပေးလိုက်တဲ့ဘောကိုမေကွန်ကကွင်းလျံနေပြီးတော့တောက်လျှောက်ယူပြေးပြီးတော့ဆက်ချိုက်စီတဲ့အယောက်မှာဘိုးသမားရဲ့ ဘယ်ဘက်တောင်းလဲအပြင်းမြေလေးမောကန်သွင်းပြီးတော့ဂိုးရရှိသွားပါတယ်ဒီဂိုးရပြီးတော့မန်ချက်စတာစီးတီးကပဲတိုက်ဆစ်ဆင်းတယ်ခြေပါကိုပြန်လဲရရှိခဲ့တယ်ဒီဂိုးကိုတော့တောင်းကန်ဘောကနေဘာနာဒိုဆေးဘာတင်ပေးလိုက်တဲ့ဘောကနေရှုပ်ချက်ခံရင်းနဲ့အာလင်ဟာလန်ကပိတ်သွင်းပြီးတော့ခြေပါကိုရရှိသွားပါတယ်အားကြောင့်ပွဲစဉ်ကတူးတူးဖြစ်ပြီးတော့တကယ်ကြည့်ကောင်းတယ်မန်ချက်စတာစီးတီးကဘောလုံးပိုင်ဆိုင်မှုကတော့69ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှုတာထားတယ်။ဒါပေမဲ့လည်းအဲဟိုင်လန်လည်းဥရောပကစားသမားတွေနဲ့ပရီးမီးယားလိအတွေ့အကြုံရှိတဲ့ကစားသမားတွေစုဖွဲ့ထားတဲ့ဖြစ်တဲ့အတွက်နီးပြလည်းအင်ဇာဂီဆိုတဲ့အတွက်မန်စီးတီးသင်းကိုတေးသေးချာချာတုံ့ပြန်ကစားသွားတယ်။မိနစ်60ပြေသွားလို့အချိန်မိုးမိနစ်30ခန့်တဲ့အချိန်မှာပထမပိုင်းမှာပဲအချိန်မိုးဆက်ဆက်ချင်းတောင်းကံပေါ်ရရှိတဲ့ဟာကို Rovin Navas ကံပေးလိုက်တာကို ကန်တင်ပေးလိုက်တဲ့ဘိုးကိုလီပါလေးကခေါင်းတိုက်ပြီးတော့အေဟိုင်လည်းတခါဥဆောင်ကိုထတ်သွင်းသွားတယ်64မိနစ်မှာရရှိတဲ့ဂိုးကြောင့်အေဟိုင်လည်းဥဆောင်ဆော့နေတဲ့အချိန်မှာပဲ V Fordan လူစားဝင်လာပြီးတဲ့နောက်မှာ သူကပဲ104မိနစ်မှာလူစားဝင်ကသာမချက်ကီနဲ့ V Fordan နဲ့ချက်ကီရအသားလေးဂိုးရှိကိုတလက်ကုတ်လေးခုတ်ပြီးတော့ site လေးနဲ့ပုတ်ပြီးကန်လိုက်တဲ့ဘောကို လူကျွန်ထောင်ချောက်ကိုအตาလေးကြော်ရှားတဲ့ဘောကို fever ရန်ဘောလုံးကိုတေချာကြည့်ပြီးတော့ဘောလုံးအကြခြေခွင်လေးနဲ့အตาလေးဖဲ့ပြီးတော့အနိကက်ကိုသမားနဲ့ဘေးနားကိုကတ်သွင်းပြီးတော့ခြေပါကိုရရှိသွားတယ်။တရားပွဲရအချိန်နဲ့ရှိနေတယ်3 3ဖြစ်နေတယ်။အနိုင်ကိုတော့ဒီပွဲမှာခြေစွမ်းပြနေတဲ့တိုက်စစ်ကစားသမားမာကော့စ်လီယိုနာໂດကပဲ 132မိနစ်မှာခေါင်းတိုက်ဘောကနေပြီးကြံရှမ်းဘိုးသမားပုတ်ထုတ်လိုက်လို့ပြန်ရွှတ်လာတဲ့ဘောကိုသူ့စီကိုအရှိမသူကအစင်းသိရှိနေတဲ့အချိန်မှာ သူ့ရင်ဘတ်ကိုမှန်ပြီးတော့တခါတည်းအဲ့ဒီဘောကိုပဲသူကဇက်တိုက်လိုက်ပြီးတော့ဘိုးတွေကိုပိတ်သွင်းရင်းနဲ့အနိုင်ကိုရရှိသွားပါတယ်ဒီဘွဲမှာချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းလို့အကုန်လုံးကခံမှန်းလာကြတဲ့အသင်းဟာသူရှုံးတဲ့အဆင့်အနေနဲ့ ထွက်ခွာသွားပါပြီ။အင်တာမီလန်နဲ့ဖလူမီနက်စ်ဘရာဇီးကလပ်တင်းကတော့သူလည်းပဲအကျိတ်နဲ့ရှိနေဥရောပအသင်းတွေပဲရှုံးရွက်သွားရှုံးသွားပါပြီ။ဒီပွဲမှာဖလူမီနက်စ်ကတီယာဂိုဆေးပါးနောက်တန်းမှာထိုင်ဆော့ပြီးတော့ပေကိုမရှိကလင်းရှိနေပဲအနိုင်ရရှိသွားပါတယ်။2-0နဲ့နိုင်သွားပါတယ်။ ပထမဆုံးကိုတော့ Fluminis အတင်းဟာစစခြင်းပဲအီတလီသင်းတွေရဲ့အစနေနောက်နေတာကိုခွင့်ကောင်းယူပြီးတော့စစခြင်းမိနစ်3မိနစ်မှာတင်ညာတော်မန်းနေဖြတ်တင်တဲ့ဘောကနေဂျာမန်ကာနိုဆိုတဲ့ကစားသမားကပြေးဝင်ပြီးတော့ခေါင်းတိုက်ပိတ်သွင်းသွားပါတယ်ဒီကိုကလည်းသူခေါင်းတိုက်တဲ့ဘောကဘိုးသမားရဲ့ပေါင်ကြားထဲကနေတေးသေးချာချာကိုလှလပပနဲ့ဝင်ပြီးတော့ ပိုင်ပိတ်သွင်းပြီးကိုးရပါတယ်။အင်တာမီလန်တင်းရတော့ဘောလုံးပိုင်ဆိုင်မှုတာတယ်ဖိကစားပေးမယ်69ရာခိုင်နှုန်းထိအောင်ရှိတယ်။ဘလိုပဲဖိကစားဖိကစားတရားကိုဆေးပါဦးဆောင်တဲ့ Fluminius နောက်တန်းချစ်ချစ်လေးလေးနဲ့ခုခံရင်းနဲ့ဘွေရဝန်စီနဲ့ဦးဆောင်လာပြီးတော့မိနစ်60အချိန်ကိုရောက်တဲ့အချိန်မှာမှာ Fluminius နောက်ထပ်တကူရရှိပါပါတယ်။ဒီကိုးကိုတော့ တကယ်ခြေစမ်းပြနေတဲ့ကစားသမားလေးဟာဂူလီယာနေမှာကောင်တာကနေရရှိပြီးဘီကုတ်ထိတ်ကနေအပြင်ဘယ်ခြေနဲ့ကန်သွင်းပြီးတော့ပွဲသိန်းကိုအသွင်းပြီးတော့ဖလိုမီနီစ်ကအင်တာမီလန်နိုင်ရရှိသွားပါတယ်ဘရာဇီးအသင်းတွေခြေစွာတဲ့အတိုင်းပဲဥရောပအသင်းကိုနောက်ကောက်ချပြီးတော့နောက်တစ်ဆင့်ကိုဖလိုမီနီကတက်သွားပါပြီဒါကတော့မင်းညာအကန်နဲ့ဖီဘာကလော့ဝကရဲ့ round 60ရှုံးတဲ့ပွဲစဉ်တွေရဲ့ highlight လေးတွေဖြစ်ပါတယ်။မိတ်ဆွေတို့တိုင်နေတတ်တဲ့အသင်းတွေစားသမားတွေပါတယ်ဆိုရင်လည်း comment လေးမှာရေးခဲ့လို့ရပါတယ်။ကျွန်တော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe ကောင်းကောင်းလေးနှိပ်ပြီးအားပေးခဲ့ပါအောင်။ TikTok Facebook အကောင့်လေးကိုလည်း follow လုပ်ပေးကြပါအောင်။စုံတီ like ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။